မင်္ဂလာပါရှင်မန္တလေးခေတ်စ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးလောင်ရှိုးပြောပြသောမြမပုံပြင်ဆိုတဲ့သတင်းဆောင်ပါကိုပထမအဆုံးတင်ဆက်ပေးပါမယ် စစ်မစင်ရွေးရပါပဲတနက်တစ်ချက်မဖောက်ရပါပဲမြို့တစ်မြို့ကိုပြန်ရယူနိုင်တဲ့ဖြစ်ရဟာမြမပြည်တွင်စစ်မြမရာဇဝမှာကပီးတင်ခဲ့ပါပြီဒါကတော့လာရှိုးပါပဲလာရှိုးဆိုတာကတာမန်မြို့ကလေးမဟုတ် တာမန်စစ်တပ်ပဲရှိတဲ့မြို့လည်းမဟုတ်စီးပွားရေးအရာစီးရေးအရာအချက်ချာလဲကြဗျူဟာလဲကြတဲ့ဒေတာမြို့တော့တိုင်းစစ်ဌာနချုပ်ကြီးအခြေစိုက်တဲ့မြို့တော်တစ်ခုပါအဲ့ဒီစစ်ဌာနချုပ်ဆိုတာကလွန်ခဲ့တဲ့နှစ်90ကျော်ကတရုတ်နိုင်ငံရဲ့ကျောတောင်နောက်ခံပြုတ်မှုနဲ့အင်အားခိုင်မာခဲ့တဲ့ ကွန်မြူနီတက်တွေကိုခုခံဖို့အတွက်ဖွဲ့စည်းခဲ့တာပါ အခုတော့လေလာရှိုးမျိုးကိုစစ်ကောင်စီလက်ထက်ပြန်ထည့်ဖို့တရုတ်ကပဲပြန်ကူညီခဲ့ပြန်ပါတယ်ဒါဟာလာရှိုးမျိုးကပြောပြတဲ့မြန်မာနိုင်ငံအကြောင်းပါပဲမြမပုံမြင်အကြောင်းပြောရင်တရုတ်အကြောင်းကလည်းမပါလို့မဖြစ်ပါဘူး2023ခုနှစ်အောက်တိုဘာလမှာမြောက်ပိုင်းညီနောင်မဟာမိတ်သုံးဘဲကတစ်တုံညာနှစ်ခွန်စစ်စင်ရေးဆိုတဲ့နာမည်နဲ့စစ်စင်ရေးကြီးတရက်ကိုဝုံတိုင်းကျဲပြီးဆင်နွှဲခဲ့ပါတယ်၃လဝန်းကျင်ကြာမြင့်ခဲ့တဲ့စစ်စင်ရေးနဲ့အတူ စက်တမျိုးကိုတိမ့်နိုင်ခဲ့တဲ့ကိုကန့်တက်တွေအိမ်ပြန်ခရီးလာခဲ့ကြသလိုကချင်နဲ့တအန်းတက်တွေလည်းမြို့တချို့တိမ့်နိုင်ခဲ့ကြပါဗျ။ နိုင်ငံအနောက်ဖက်ချန်ရက်ခိုင်မှာလည်းစစ်မီးတောက်ခဲ့ပါတယ်။စစ်ရေးပြီးမှတရုတ်မြန်မာနယ်စပ်ကကုန်းသွေးဂိတ်အလုံးနီးပါးကိုလည်းစစ်ကောင်စီကလက်လွတ်လိုက်ရပါတယ်။တစ်တုံညာနစ်ကိုစစ်စင်ရေးနဲ့အတူလာရှိုအထိဆက်လက်တိုက်ခိုက်မဲ့အကြံတွေအတန်းတွေထွက်ခဲ့ပေမဲ့တရုတ်ကဟိုင်ကင်လို့ခေါ်တဲ့ဆွေးနွေးပွဲတွေပြုလုပ်ပေးပြီးကြားဝင်ပေးအပြည့်ရစေခဲ့ပါတယ်။ငါလာကြပြီးတဲ့အခါမှာသဘောတူညီမှုတွေကျိုးပေါက်ပြီးတစ်တုံညာနစ်ကိုစစ်စင်ရေးဒုတိယလိုင်းဖြစ်ခဲ့ပါတယ်။ဒုတိယလိုင်းမှာလာရှိုမျိုးအခြေဆိုင် စစ်ကောင်စီရဲ့ရှေးမြောက်တိုင်းစစ်ဌာနချုပ်ကိုကိုကန့်တက်တွေနဲ့မဟာမိတ်တက်တွေကအောင်ပန်းစင်တင်ပိုင်နိုင်ခဲ့ပါတယ်။ဒါဟာမြန်မာနိုင်ငံကိုတခြားလုံးဓာမိုးကြီးဆိုးလာတဲ့ဓာမိုးကြီးဆိုးလာခဲ့တဲ့စစ်တပ်အတွက်တမိုင်းဝင်အရှုံးပွဲကြီးဖြစ်ခဲ့ပါတယ်။အဆက်တကွဲအကျိုးနဲ့ဖြစ်ရလို့လဲဆိုနိုင်ပါတယ်။ ဒါအပြင်ဒုတိယလိုင်းမှာစစ်တပ်ဟာရမ်းမြောက်ကမြို့တွေအပြင်ကချင်၊စကိုင်းချင်းနဲ့ရခိုင်ဒေသတွေကမြို့80ဝန်းကျင်ကိုလက်လွတ်ခဲ့ရပါတယ်။ဒီလိုမျိုးစစ်ဌာနချုပ်ကြီးတခုကိုသိမ်းပိုက်နိုင်ဖို့ဆင်နွှဲရတဲ့စစ်စင်ရေးမှလည်းအရင်နီးကြီးခဲ့ပါတယ်။အထူးကိအရှအနာနဲ့အသေးပြောက်တွေများခဲ့ပါတယ်။မြို့သိမ်းတိုက်ပွဲအတွက်ပေးဆက်ခဲ့ကြရသူတွေထဲမှာကိုကန့်တွေအပြင်လမ်းများအလုံးနေပြည်တော်တို့ဆိုတဲ့အိမ်မက်နဲ့ဝင်ဆင်နွှဲခဲ့ကြတဲ့ຫນွေဦးဒေါ်လာရေးတမားတွေလည်းပါခဲ့ကြပါတယ်။ တိုင်းဒါလက်နက်ကိုင်တွေနဲ့တော်လန်ကြီးအင်အားစုတွေတိမ့်ပိုက်ခဲ့တာမှာမြို့တွေအပြင်တရုတ်စီမံကိန်းတွေလည်းပါဝင်ပါတယ်။ရှမ်းမြောင်နဲ့မန္တလေးမှာ73ခု၊ရခိုင်မှာ71ခုပါ တရုတ်နိုင်ငံဟာသူ့ရဲ့ကမ္ဘာလွှမ်းအိမ်မဲဖြစ်တဲ့ရဝန်လမ်းကြောင်းစီမံကိန်းကြီးနဲ့အတူမြန်မာနိုင်ငံမှာအကောင့်ထည့်ဖို့ပြင်ဆင်ထားတဲ့စီးပွားရေးစင်ကြံစီမံကိန်းတွေရှိနေပါတယ်။ဒါတွေဟာစစ်ကောင်းဆောင်ရဲ့ဘူမတိကိုမတိထင်ရှားဆိုင်မှုတွေကြောင့်ရှေ့မတိုးနိုင်ပဲဖြစ်ခဲ့ရပါတယ်။အခုဆို၄နှစ်ကျော်ကြာခဲ့ပါပြီ။ဒီကာလတွေအတွင်းမှာတရုတ်နိုင်ငံသားရေးဝန်ကြီးနဲ့အာရှရေးရာအထူးကိုယ်စားလှယ်အပါအဝင် ထိတ်တန့်အရာရှိတွေဟာနေပြည်တော်မှာတမျိုးတိုင်းရင်းသားအဖွဲ့တွေရှိရာဒေသတွေမှာတသွေးချေရှုပ်ခဲ့ကြ သလိုစစ်ကောင်းဆောင်ကိုလည်းတရုတ်နိုင်ငံကိုခေါ်တွေ့ခဲ့ပါတယ်တရုတ်ဟာသူ့နယ်စပ်ကတိုင်းရင်းသားအဖွဲ့တွေကိုချော့တနည်း6တဖုံလုပြီးလို့တလို့စီစားခဲ့ပါတယ်အဲ့ဒီအထဲမှာတင်းငိန်သူကြီးဖြစ်တဲ့ဝါလေအချိန်မောင်းကနေအချိန်မောင်းကနေမလွတ်ခဲ့ပါဘူးတခါတဖက်မှာလည်းစေကောင်းဆောင်ကိုဖိအားတွေအမျိုးမျိုးပေးခဲ့ပါတယ်ဓာတ်တွေကိုအရင်စစ်တတ်ထူချရင်ကတော့သူ့အကျိုးသူ့ကိုယ်ကျိုးအတွက်ပါပဲ ဓာရီရဲ့အကျိုးဆက်ဖြစ်လာရှိုးဟာအရေးကြီးတဲ့ဇက်ကောင်ဖြစ်အတုံးတော်ခံကပြခဲ့ရပါတော့တယ် ကိုကန့်တန်ဟာအသက်သွေးချွေးတွေကိုမြေမြုပ်ပစ်ပြီးတော်လန်ရေးဂုံတိတ်ခါကိုချနေပြီးလာရှိုးကိုစစ်ကောင်းဆောင်ကို ပြန်ပေးလိုက်ရပါတယ်ဒီခါမှာစစ်ကောင်းဆောင်ဟာလည်းတရုတ်ဂျေဇူးကိုဂါရာမန်နန်လိုရွတ်ပြလာပြန်ပါတယ်ကိုကန့်တက်ကိုချီမွန်ကဲပြန်ဖွင့်လာပြန်ပါတယ်ဒါတွေကိုသူတို့ရဲ့ခရီးစဉ်တွေအခမ်းအနားတွေမှာပြောခဲ့တဲ့ဇကားတွေမှာတွေ့နိုင်ပါတယ်တစ်တုံညာနစ်ခွန်စစ်စင်ရေးကာလတွေအတွင်းကတော့ကိုကန့်အပါဝေမြောက်ပိုင်းညီနောင်အုံဘွဲကိုမြောက်ညီနောင်တွေအဖြစ်တယောလိုက် အကျန်းဖက်သမားတွေအဖြစ်အပုတ်ချလိုက် က်လုပ်ခဲ့တာတွေကိုမေ့ချင်အောင် ဆောင်လိုက်ပါပြီ။တခါစစ်စင်ရေးကိုတရုတ်ကကူညီထောက်ပံ့ခဲ့တယ်ဆိုပြီးဒေါသပုံမန်ထမန်ကြွခဲ့တာတွေအတွက်လည်းအယူကွက်နင်းလိုက်ပါပြီ။ဒီဖြစ်စဉ်တွေရဲ့နောက်ွယ်မှာမြုပ်နေတဲ့အရေးကြီးအကြောင်းတစ်ချက် အရေးကြီးအကြောင်းအချက်တစ်ခုနှစ်ခုတော့ရှိနေပါတယ်ဒါကတော့မြမနိုင်ငံဆိုတာဘာလဲမြမအနာဂတ်ကဘယ်လိုလဲဆိုတာပါပဲမြမပြည်ရဲ့ပြည်တွင်းရေးကိုဝင်မဆွတ်ဖက်ပါဘူးလို့တရုတ်ကအခါခါပြောခဲ့ပါတယ်ထက်ခါထက်ခါလည်းပြောနေသေးပါပဲကြိုက်တဲ့အချိန်သွားမေးတရင်တို့ထဖြေလဲအဲ့ဒီအတိုင်းပဲဖြေပါလိမ့်မယ်ဒါပေမဲ့ဘယ်သူမှအထူးသဖြင့်မြမပြည်သူတွေယုံမှာမဟုတ်ပါဘူး ဒါကိုစစ်တမ်းတချို့မှာလည်းတွေ့ကြရပြီးပါပြီ။တပြိုင်တည်းမှာပဲအာနာသိန်းစစ်ကောင်းဆောင်ဟာတရုတ်အပေါ်အမိပြုနေရတဲ့ရုရှားကိုပြေးကပ်နေရတယ်ဆိုတာကိုလည်းလူထုကသိနေမြင်ပြီးကြပါပြီ။အခြားတစ်ဖက်မှာလည်းရုရှားယူကရိန်းစစ်ပွဲအစ္စရေးဂါဇာပြည်ပခါတွေကြောင့်အခက်ပွေးနေရတဲ့တချိန်တည်းမှာပဲထရန့်ရဲ့အကြောက်လန့်တဲ့စီမံအုပ်ချုပ်မှုတွေကြောင့်ခေါင်းမီတောက်နေရတဲ့အနောက်နိုင်ငံတွေခမားလည်းမြမအရေးကနေခက်ဝေးဝေးကိုရောက်သွားခဲ့ကြပါပြီ။ဒီလိုအချိန်တွေမှာဝေးနေတဲ့ရုရှားထက်ကပ်နေတဲ့တရုတ် ောင်းမြန်မာအတွက်နိယာဒါဖြစ်သွားခဲ့ပါပြီဒီမိုကရေစီရောင်းချီပြိုးတဲ့အရင်အစိုးရတွေလက်ထက်ကနိုင်ငံတကာနဲ့ရွှေလန်းငွေလန်းပွင့်ပထဝီအနေအထားကြောင့်ပြိုတိုင်းကျတဲ့နှင်းစီကိုင်းဖြစ်ခဲ့ရတဲ့အနေအထားတွေဟာပြားလိုက်သေးကိုရောက်သွားပြီးပြန်လွမ်းမောစရာဖြစ်သွားခဲ့ပြီးပောက်ဖော်ကြီးပြုသည်မနှုပြရမယ့်အခမ်းမှာကပြနေရပါပြီဒါဟာလက်ရှိစစ်ကောင်းဆောင်လက်ထက်နိုင်ငံအခြေအနေပါပဲအခုလာရှိုးဖြစ်စဉ်ကိုနမူနာထားပြီးကြည့်ရင်တရုတ်ဟာမြန်မာအရေးကိုထင်းတယ်လို့ချဲ့လဲခွင့်ရ ချသွားပြီလို့သုံးသပ်ရုံမှာပဲဒီကနေတစင်အချက်ပြနေတာကစစ်ပွဲတွေကြိုက်တဲ့လောက်ဆင်တွေမြို့တွေကြိုက်တဲ့လောက်ဒိန်ငါခွင့်ပြုချက်လိုတယ်ဆိုတာပါပဲငါခွင့်ပြုချက်လိုတယ်ဆိုတာပါပဲ ဘယ်သူကဘလောက်ယူဘယ်မှနေဆိုတာအထိခွဲဝေပေးပိုင်권ဟာသူ့လက်ထဲမှာရှိနေတယ်ဆိုတာကိုပြသနေပါတယ်ဒါကမြမအချုပ်ချာအာနာဟာနေရွက်တရွေးစုခံရယုံတယ်မကနှစ်ဖူးကိုခွက်ခနဲခောက်ခံလိုက်ရတာပါပဲဒါဟာရင်လေးဘွေရနိုင်ငံ့အနာဂတ်ပါပဲဒါတွေဟာလာရှိုးမျိုးကပြောပြတဲ့မြမပုံပြင်ပဲဖြစ်ပါတယ် နောက်ထပ်တင်ဆက်ပေးမယ့်တင်ကတော့တိတ်တဆိတ်ထိတွေ့ဆက်ဆံမှုကမြန်မာပြည်ပခဖြေရှင်းရာမှာထိရောက်သောအခန်းကဏ္ဍမှပါဝင်ခဲ့ဟုမလေးရှားဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။တိတ်တဆိတ်ထိတွေ့ဆက်ဆံမှုကမြန်မာလက်ရှိပြည်ပခဖြေရှင်းရာမှာထိရောက်သောအခန်းကဏ္ဍမှပါဝင်ခဲ့တယ်လို့မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟမ်ကပြောကြားလိုက်ပါတယ်။ အာဆီယံအဖွဲ့ဟာယခုနှစ်အာဆီယံအဖွဲ့ဥက္ကဋ္ဌဖြစ်တဲ့မလေးရှားနိုင်ငံကဖွဲ့စည်းတဲ့အလို့သဘောအကြံပေးအဖွဲ့ရဲ့တရင်းအချက်လက်တွေနဲ့အတူအပြုသဘောဆောင်တဲ့ခြေလှမ်းတွေလှုပ်ဆောင်နိုင်ခဲ့တယ်လို့သူကဆိုပါတယ်။ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝဲဦးဆောင်တဲ့အဆိုပါအကြံပေးအဖွဲ့ဟာဘရူနိုင်းနိုင်ငံမှာတွေ့ဆုံခဲ့ပြီးဘရူနိုင်းဘုရင်ဟက်ဆန်နေပိုကီယာလည်းတက်ရောက်ခဲ့တယ်လို့၎င်းကဆက်ပြောပါတယ်။ အကြံပေးဖွဲ့ရဲ့နောက်လာမယ့်အစည်းအဝေးကိုကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းဟွန်ဆန်ကလက်ခံကျင်းပမှာဖြစ်တယ်လို့အန်ဝါအီဘရာဟမ်ကပြောပါတယ်။ဒီလအစောပိုင်းမှာအန်ဝါကမြန်မာစစ်ကောင်စားမင်းအောင်လိုင်းနဲ့အတိုက်ခံအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUG နဲ့တင်းကြားတွဲဆုံမှုတွေပြုလုပ်ခဲ့ရာဗတိပခအဖွဲ့ကြီးတွေကြားတိုက်ရိုက်ထိတွေ့ဆက်ဆံမှုတွုံးမြင့်ရေးမှာတိတာထင်ရှားသောခြေလှမ်းတစ်ရပ်ဖြစ်စေပါတယ်။အာဆီယံအဖွဲ့ဟာသုံးနှစ်သက်တမ်းရှိမြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ်တအူခန့်အပ်မယ်ဆိုတဲ့အဆိုကို လှုပ်ဆောင်သွားဖို့အာဆီယံနိုင်ငံသားရေးဝန်ကြီးများအစည်းအဝေးကသဘောတူခဲ့တယ်လို့မလေးရှားနိုင်ငံသားရေးဝန်ကြီးမိုဟာမက်ဟဆန်ကယမန်နေ့ကပြောကြားပါတယ်။အာနာသိမ့်မှုဖြစ်စဉ်ပြီးမှအာဆီယံအဖွဲ့ဟာအေဘီလာတွင်မြန်မာ၏ဘုံသဘောတူညီချက်၅ရပ်ကိုချမှတ်ခဲ့ကြောင်းသိရပါတယ်။